မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း66အရာရာမှာပထမဆုံးဖြစ်ပါစေအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်တင်းသေးပေါ့အောင်မြင်ရေးနီလန်းကိုကျွန်တော်နှစ်ပေါင်း40လုံးလုံးစူးစမ်းလေ့လာခဲ့ရတွင်အောင်မြင်ရေးအတွက် စွမ်းအားအရှိဆုံးစကားတစ်လုံးကို တွေ့ရှိခဲ့ရသည်ရင်းစကားလုံးမှာအခြားမဟုတ်ပထမဆုံးဟူသောစကားလုံးဖြစ်၏အောက်ပါတော့မှာကျွန်ုပ်ဤဂျင်းဒီဘောက်အောင်မြင်နီးဆန်ရာ စာအုပ်များမှ ထုတ်နှုတ်ထားသော နမူနာများဖြစ်သည်ပထမဆုံးဟူသော မောင်းဖြုတ်စကလုံးကိုသတိပြုပါ၁မိမိလိုချင်တာကို ရအောင် လုပ်ရာတွင်အခြားသူများဤပါဝင်ကူညီမှုလိုအပ်သည် အခြားသူများဤပါဝင်ကူညီမှု ရရှိရန်အခြားသူများလိုချင်တာကို ရနိုင်အောင်မိမိကပထမဆုံးကူညီပါ။၂ မိမိ၏အကူအညီကို ပထမဆုံးပေးပါနှစ်တခြားလူနှင့်စကားပြောသောအခါတစိမ်းတယောက်နှင့်ပြောသူဤပင်ဖြစ်စေမိမိကယဉ်ကျေးဖော်ရွေစွာပထမဆုံးမေးခွန်းမေးပါ၃ ခေါင်းဆောင်ဖြစ်ရန်တခုဤသောနီလန်းမှာအရာရာတွင်မိမိကပထမဆုံးဖြစ်ရန်ဖြစ်၏ခေါင်းဆောင်ဖြစ်ရန်မိမိကရှေ့ဆုံးမှာရှိနေဖို့လိုသည်လေအမားကြီးမမားမိရန်ပထမဆုံးမေးမြန်းပါအချက်အလက်များကို ပထမဆုံးရယူပါ ဖြစ်နိုင်ရရှိသောအစာထိုးပြောင်းလဲမှုများကို ပထမဆုံးစဉ်းစားပါငါအခက်အခဲကိုကြော်လွှားရန်ရင်းအတွက်ပထမဆုံးအသင့်ပြင်ဆင်ထားပါ6 ဝင်ငွေအများကြီးရရန်ပထမဆုံးမိမိကိုယ်တိုင် အများကြီးတန်ဖိုးရှိအောင်လုပ်ပါခုနှစ်အခြားသူများကမိမိကိုလက်ခံရန်မိမိကိုယ်တိုင်ပထမဆုံးလက်ခံတိုက်အောင်လုပ်ပါရှစ်မိမိဤလှူဆောင်ရက်ပုံမူတိုးတက်ရန် မိမိဤစိတ်ကူးညံကို ပထမဆုံးအတုံးချပါကိုရှုပ်ထွေးသောပြဿနာကို ဖြေရှင်းရန်ယင်းပြဿနာကို အပိုင်းပိုင်းခွဲခြားစိတ်ဖြာပြီးနောက်အလွယ်ဆုံးအပိုင်းကို ပထမဆုံးရှင်းပါတဆေတာရှေရတ္တီယံ မိမိဤပဝင်းရင်နှင့်ပထမဆုံးညှိပါ၁လူတိုင်းနဲ့အစဉ်ပြေစွာဆက်ဆံနိုင်ရန်သူတို့ကိုသူတို့အနှစ်သက်ခံတိုက်သူ အချီးကျူးခံတိုက်သူအရေးပါသူ မရှိမဖြစ်လိုအပ်သူဟုထင်မှတ်လာအောင်ပထမဆုံး လုပ်ပါ။ စနစ်မိမိကိုရေကိုသေးတိုးတက်လာရန်အတွင်းအလင်းရောင်ကို ပထမဆုံးဖော်ဆောင်ပါအတွင်းအလင်းရောင်ရလာလျင်အပြင် အလင်းရောင်ပေါ်ထွက်လာမည်ထိုအလင်းရောင်ဒီပင် အခြားသူများအားဆွဲဆောင်နိုင်သောတန်လိုက်အားဖြစ်၏73 အချိန်ကြီးအောင်မြင်ရေးအတွက်ပထမဆုံးထိုနေရာသို့ အရောက်သွားပါ ပထမဆုံးတင်ပြပါ ပထမဆုံးလှုပ်ပါဆက်လေးမိမိဤစိတ်ကူးကောင်းအတွက်ချီးကျူးဂုဏ်ပြုခံရန်ပထမဆုံးစင်စားတွေးတော်ပါ ရေကူးမှတ်သားပါ ဖော်ထုတ်ပြောဆိုပါ15အချားသူများ စိတ်ပါ တက်ကြွလာစေရန်ပထမဆုံးသူတို့အားမျှော်လင့်ချက်ပေးပါသူတို့မှာပထမဆုံးမျှော်လင့်ချက် ရှိပြီးမှသာ အာမန်အပြည့်ဖြင့်တိုးတက်အောင်လှုပ်ဆောင်ကြလိမ့်မည်16အရှုံးထဲမှ အမျက်ထွက်ရန် အမားရဲမှ အမှန်ပေါ်ရန်ပထမဆုံးသင်္ကန်းစာရှိပါဆုံးရှုံးခြင်းမှားခြင်းသည်သင်္ကန်းစာ ဖြစ်သည်ဂုံတိတ်ခါကြခြင်းမဟုတ်စက်ခွန်မအောင်မြင်မီကပင် အောင်မြင်ရမည်ဟု ပထမဆုံးယုံကြည်ထားပါ စိတ်ပညာရှင်ကြီးဝီလျံဂျိန်းကယုံကြည်မှုသည်အဖြစ်မှန်ကိုဖန်တီး၏ဟုဆိုခဲ့သည်ဆက်ရှိမိမိလိုချင်တာကိုသူများကပေးခြင်းအောင်သို့မဟုတ်မိမိကလှုပ်စေခြင်းတာကိုသူများကလှုပ်အောင်ပထမဆုံးမိမိကမေးမြန်းစုံစမ်းပါ ်တင်းတင်းလျှောက်ပတ်သော မေးမြန်းဤကိုတုံးလျင်မိမိဆန္ဒကို သူများက ဖြည့်ပေးမိတာဖြစ်၏၁ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ရန်ဖြစ်နိုင်သော အချက်အလက်များစွာကို ပထမဆုံးစိတ်ပါလက်ပါသဘောတူပါ၂၀မိမိ ဖြစ်ခြင်းသာတကယ်ဖြစ်လာရန်ပန်းတိုင်လမ်းညွန်ကျွေးကြော်သံကိုမတိစိတ်ထဲကခဏခဏရွတ်ဆိုပါနေ့စဉ်နေ့တိုင်းအကြိမ်ကြိမ်အလီလီရွတ်ဆိုပါ27ကြောက်စိတ်ကိုအောင်နိုင်ရန်မိမိကြောက်သောအရာကိုတမင်အယဲဆွန့်၍လှုပ်ခြင်းဖြင့ ကြောက်စိတ်ကိုပထမဆုံးချိုးနှိမ်ပါတခါတခါလှုပ်ခြင်းအဖြစ်ကြောက်စိတ်သည်အလိုလိုကုန်ခန်းသွားလိမ့်မည်ဤနည်းကိုချိုးနှိမ်ကုသနည်းဟုခေါ်သည်22လူတွေအပေါ်ဩဇာညောင်းရန်သူတို့၏လိုရင်ကိုပထမဆုံးဖြည့်ဆည်းပေးပါ23 အရှံဘဲနိယာမအယတိုးတက်ရန်ပထမဆုံးအပင်စိုက်ရမည်အပင်စိုက်ပြီးမှသာ အရှံဘဲရိတ်သိမ်းနိုင်မည်24ချမ်းသာခြင်းလျင်ပထမဆုံးမိမိကိုယ်ကိုတထေးကဲ့သို့သဘောထားရမည်25 အောင်မြင်ခြင်းလင်ပထမဆုံးမိမိကိုယ်ကို အောင်မြင်သူတယောက်လိုတွေးရမည်ခံစားရမည်လုပ်ရမည်26သူတစ်ပါးဤစေတနာကို လိုခြင်းလင် တပါးသူများကိုမိမိကပထမစေတနာထားရမည်28 မိတ်ဆွေလိုချင်လျင်မိမိက ပထမဆုံးမိတ်ဖွဲ့ရမည်28အချစ်ခံရင်လျင်မိမိကပထမဆုံးချစ်ရမည်29စိတ်ရောရုပ်ရောတည်ငြိမ်မှုရခြင်းလျင်ပထမဆုံး မျက်လုံးဖြေလျှော့နီးကို လေ့ကျင့်ရမည်မျက်လုံးကိုစုံမိတ်ပြီးစိတ်ရုပ်ပုံလွှာများကိုဖယ်ရှားပြရမည်30ကိုရေကိုသွေးတိုးတက်ခြင်းလျင် ပထမဆုံးတက်ကြွဖြတ်လတ်စိတ်ကိုမွေးမြူရမည်31ကိုကိုကိုတိုးတက်အောင်အကောင်းဆုံးလုံနီးတနီးမှာ ကိုကိုကိုစိတ်ကူးဖြင့်စံပြပုတ်ကိုအဖြစ်ပထမဆုံးဆွဲမှတ်ခံယူထားနည်းဖြစ်၏32မိမိကိုကိုကြံ့ခိုင်တည်ငြိမ်သူအဖြစ်ထူထောင်လိုလျင်ပြဒနာကြုံလျင်စိတ်လှုပ်ရှားမှုမရှိအောင်ပထမဆုံးလေ့ကျင့်ယူပါ33 အတ္တကြီးသူကျေစုကန်းတတ်သူတို့ကြောင့်စိတ်မချမ်းသာမဖြစ်ခြင်းလင်လောကတွင်ဘသူမှ၆ပြည့်မကင်းနိုင်ဟူသောတဘာဝကို ပထမဆုံးလက်ခံပါအခြားသူများ၏ချိုးရင်းချက်ကိုတီးခံခွင့်လွတ်စိတ်မွေးမြူပါ34 တူတော်လာသောဘဝတာတွင်ကြုံလာရသောဆင်းရဲဒုက္ခများကို မုံဒီစိတ်နာကြီးစိတ်ဒေါသစိတ်တို့ဖြင့်ပို၍ဆိုးရွားအောင်လှုပ်ခြင်းဖြင့်ဆိုးကျိုးကိုသာခံစားရမည်ဟူသောအချက်ကိုပထမဆုံးလက်ခံပါ35မိမိကိုယ်ကိုအောင်မြင်မှု အထွတ်အထိပ်သို့ရောက်စေလိုလျင်ကိုယ်ဘာသာကိုတက်၍မဖြစ် လောဘောကံပဲများကစွဲတင်မှတက်နိုင်ပြီထို့ကြောင့်ပထမဆုံးမိမိကိုယ်ကိုစွဲတင်လွယ်အောင်ပြင်ဆင်ထားပါ36ထင်ပေါ်ကြောကြားရန်အောင်မြင်မှုရရန်စိတ်ချမ်းသာရန်ပထမဆုံးလူတိုင်းကို အမြဲတမ်း1ကျေးဇူးတင်ပါ2စေတနာထားပါ3 မြတ်တာပွားပါ39သူတော်ဘာထာမရယူလိုလျင်ပထမဆုံးမိမိကအရင်ပေးပါ38ပြစ္ဆုတ်ပံတကားကိုမဖွင့်မီအတိတ်တကားကိုပထမဆုံးဖွင့်ပါအတိတ်ကကုံလွန်ခဲ့ပြီးဘာမှမလုပ်နိုင်တော့ပြစ္ဆုတ်ပံကလက်ရှိကာလ လောက်ချင်တာလုံလို့ရနိုင်၏ပစ္စုတ်ပန်းသာလင်တကယ်အရှိတရားဖြစ်၏36မိသားစုအားလုံးတစည်းတလုံးဤနေထိုင်ခြင်းလင်ပထမဆုံး အတူတကွရေမောပါ အတူတကွကစားပါ စိတ်တူကိုမျှပျော်ပျော်ရွှင်ရွှင် အတူတကွလောက်ကင်နေထိုင်ပါ 40ဘဝတွင်ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခြင်းလျှင်မိမိအတွက်လူတိုင်းစိတ်ချမ်းသာအောင်ပထမဆုံးလုပ်ပါ41ရင်ကျက်မှုရရှိရန်ဝေဖန်ခြင်းကိုလက်ခံပါဝေဖန်ခြင်းကိုခက်ထန်တော်လဲစေတနာရှိသောဆရာအဖြစ်သဘောထားပါဝေဖန်မှုကြောက်ကြမ်းပေါ်တွင် မိမိဤစိတ်ကူးဓာကိုပထမဆုံးထက်အောင်တွေးပါ52စိတ်ယောဂာကုတမတော်ကြီးကာလမင်းနင်္ဂဤအရေးကြီးသောဟန်ချက်ညီခြင်းကို ရရှိလိုလျင်ရူဒရကိပလင်ဤအောင်မြင်မှုကိုရဆုံးရှုံးမှုကိုပါ ရင်ဆိုင်ပါ အယောင်ဆောင်အရာနှစ်ခုလုံးကိုဒန်းတူရည်တူဆက်ဆံပါဟူသောသဘောတရားကို ပထမဆုံးလက်ခံရမည်။ကြံ့ခိုင်တည်ငြိမ်မှု ရှိပါစေ။53အောင်မြင်ရေးအတွက် စွမ်းအားပြည့်ရန်အရာရာကို စိတ်အားထက်သန်စွာဖြင့်ပထမဆုံးလုပ်ကြပါ။54 ကျင်းသေးပေါ့အောင်မြင်နည်းများကိုလက်တွေ့ကျင့်သုံးနိုင်ရန်ကြိုက်ကြိုက်မကြိုက်ကြိုက်လုံးတဲ့သောအလုတ်ကိုလုံးတဲ့သောအချိန်တွင်လုံနိုင်ရန်ပထမဆုံးစိတ်တတိမွေးမြူပါဤကဘာသည်ခလုတ်နှိပ်သောကဘာဖြစ်သည်မိမိလိုချင်သောအောင်မြင်မှုကိုရရှိရန်မှန်ကန်သောခလုတ်ကို ထမဆုံးနှိပ်ဖို့လို၏အောင်မြင်ခြင်းလင်ရှေ့ပြေးစိတ်တတ်ရှိရမည်ပထမဆုံးစတင်လောက်ကံရမည်အကြောင်းနှင့် အကျိုးဒီဟူသောဏိယာမတရားဖြင့်သာလျင် အောင်မြင်မှုကိုရရှိနိုင်၏လိုချင်သော အကျိုးတရားအောင်မြင်မှုကိုရရှိရန်ပထမဆုံးအကြောင်းတရားကိုဖန်တီးရမည် ရီမန်သောပန်းတိုင်သည်အကျိုးတရားဖြစ်သည်။အောင်မြင်ရေးနီလများသည်အကြောင်းတရားဖြစ်သည်။ထို့ကြောင့်အောင်မြင်ရေးနီလများကို လက်တွေ့ကျင့်သုံးမှသာလျှင်အကျိုးတရားသည်ဟူသော အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်လိမ့်မည်။အကျိုးနှင့်အကြောင်းသည်ဟူသောဏိယာမတရားကမိတ်ဆွေဤအောင်မြင်ရေးအတွက် အကျွင်းမဲ့အာမခံသည်